ရှိခင်လေးစားရပါနဲ့ပြည့်တဲ့ကြီးခမမွေးကြိမ်သိနေဒွင်းသေးရဲ့ရတာကိုမြည်ဆန့်မှု စိတ်ကူးနေပြီလားဒါဆိုရင်တော့ကေဘယ်လေးကိုခဏလောက်အရင်ဆုံးနားထောင်စီရှင်ပါနဲ့သင်နဲ့တက်တဲ့ဒွင်းသေးဟာသင်ရဲ့ကျမရဲ့အရှင်နေနဲ့တဲ့ရလဲဆိုတာသိထားဖို့အင်မတန်အရေးကြီးပါတယ်ဒီနေ့မှာတော့ဒွင်းသေးစားတော့မယ်ဆိုရင်မကျွမ်းမနေသိထားရမယ်အရှက်ခွနဲ့ရှက်ကိုတွတ်တို့နဲ့လိုရင်းပြောပြပြီးတော့မှာဖြစ်ပါတယ်နံပါတ်1 ရောက်ခွင့်အားနည်းသူများတို့အားရရှိပါတယ်။ဒူရင်ဒီမှာပိုတက်ဆီယမ်အလိုများစွာပါဝင်တာကြောင့်ကြောက်ကရဲ့လှုပ်ဆောင်မှုအားနည်းနေသူတွေအတွက်နှလုံးခုန်မှုနှုန်းမမှန်တာနဲ့ကြွက်သားတွေအားနည်းတာမျိုးဖြစ်စေနိုင်ပါတယ်။ဒါကြောင့်ကြောက်ခွင့်ယောဂရှိသူတွေအနေနဲ့ဒူရင်ဒီကိုလုံးဝခြောက်ခြားသင့်ပါတယ်။နံပါတ်1စီချိုယောဂရှိသူများတတိပြုရန်ဒူရင်ဒီမှာကဘာဝတကြားတဲ့မြင့်မာစွာပါဝင်တာကြောင့်တွေးတဲ့တကြားတဲ့ကိုထိန်းချုပ်ဖို့လိုအပ်တဲ့ ီချိုယောဂတဲ့တွေအနည်းနဲ့အများပြားစားသုံးပြီးယောဂရှင်မျိုးကို ပို့ဆိုးစေနိုင်ပါတယ်။ဒါကြောင့်တင်းတင်းမြှောက်တော့ဆိုတာစားသုံးသင့်ပါတယ်။နံပါတ်3နှလုံးယောဂတဲ့များအတွက်ဒွင်းရင်တီဟာခန္ဓာကိုယ်ရဲ့အပူချင်းကိုမြင့်တက်စေနိုင်တဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။နှလုံးယောဂရှိသူတွေအထူးသဖြင့်တွေ့ရောယောဂရှိသူတွေအနည်းနဲ့ခန္ဓာကိုယ်အပူချင်းရုပ်တရက်မြင့်တက်တာကိုခြောင်ခြောင်သိနေကြောင့်ဒွင်းရင်တီမစားခင်ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်သင်ပါတယ်။နံပါတ်၄ကိုယ်လေးချင်းထိန်းတို့သူများတတိထားရဲ့ဒွင်းသီးမှာကယ်လိုရီပါဝင်မှုလည်းမြင့်မာတာကြောင့်ကိုယ်လေးချင်းကိုထိန်းချုပ်ရှင်တဲ့သူတွေသို့မဟုတ်အဝလွန်နေသူတွေအနေနဲ့ဒွင်းသီးကိုအများကြီးစားသုံးတာကို၆ခြားသင်ပါတယ်။တစ်ချိန်စားရင်အသင့်တင်ပမာဏလေးပဲစားတာက အကောင်းဆုံးပါပဲ။အရှုတော်အသင်းငယ်များနဲ့တွဲဖက်စားတာကိုတတိထားပါ။လိုင်းရှိသီးနဲ့ တရက်တီလိုလိုမျိုးအတင်းနဲ့တရှိုးဟာဒွင်းရင်တင်းနဲ့တွဲစားရင်ဘိုက်အောက်တာမျိုးဖြစ်စေနိုင်ပါတယ်ဒါကြောင့်ကိုနဲ့မတည့်ဘူးဆိုရင်ခန်းစားရရင်ချောင်းကျင်တာအကောင်းဆုံးပါပဲနံပါတ်6အရက်နဲ့လုံးဝမတည့်ပါဘူးဒိုလီနစ်မှာပါတဲ့ဆာလဖတ်တပ်ပေါင်းတွေကအရက်ကိုရှေ့ပြတ်နိုင်တဲ့အင်ဇိုင်းတွေကိုနှောက်ရှက်နိုင်တာကြောင့်ခေါင်းကိုက်တာ ပြုတ်အန်တာနှလုံးခုန်လို့မြင်တာစတဲ့မအီမတာဖြစ်စေတဲ့လက္ခဏာတွေကိုခန်းစားရနိုင်ပါတယ် အသက်အန္တရာယ်ရှိတဲ့အထိပြင်းထန်နိုင်တာကြောင့်လုံးဝတွဲမစားသင့်ပါဘူး။နံပါတ်9အပူများသောအစာစားများနဲ့ရှောင်ရှားရယ်ဒွိင်းတီဟာသူ့ကိုယ်တိုင်ကအပူဓာတ်များတဲ့အသီးဖြစ်တာကြောင့်ကော်ဖီနဲ့အဆက်များတဲ့အစာစားတွေလိုအပူများတဲ့အရှာအစာစားတွေနဲ့တွဲဆိုင်ရင်ခန္ဓာကိုယ်မှာအပူဓာတ်လုံကဲပြီးလေရောင်းနာတာမျိုးတွေဖြစ်နိုင်ပါတယ်။ဒါတွေကတော့ဒွိင်းတီကိုစားတော့မယ်ဆိုရင်မဖြစ်မနေသိထားရမယ် အရေးကြီးတဲ့အချက်ခုနှစ်ချက်ပဲဖြစ်ပါတယ်။တင်းရဲ့ကျမ်းမာရေးကိုဂရုစိုက်ပြီးမှန်ကန်စွာစားသုံးခြင်းဖြင့်ဒွိန္ဒီရဲ့အရာတာကိုလည်းခန်းစားနိုင်တယ်လို့ကျမ်းမာရေးကိုလည်းထိခိုက်မှုမရှိစေမှာဖြစ်ပါလေ။နောက်လည်းစိတ်ဝင်စားစရာကောင်းတဲ့ကျမ်းမာရေးတူတာနေနဲ့ပြန်လည်ဆုံတွေ့ရှင်ပါလေခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။